ဆုံးမစကားနဘရှင်အရက်တစ်ခွက်တောက်လို့မူပြီးရမ်းရင်အဲ့လူဟာအရက်နဲ့မတန်တဲ့သူပဲငွေတသိန်းရှိလို့မောက်မာလာရင်အဲ့လူဟာငွေတသိန်းနဲ့မတန်တဲ့သူပဲအေးအဲ့လူပဲပညာလေးတစ်ခုလောက်တက်ပြီးလူတွင်ချင်းလုံနေမယ်ဆိုရင်အဲ့လူဟာအဲ့ဒီပညာနဲ့တပြားသားမှ မတန်တဲ့သူလို့မှတ်လိုက်ပါပစုံလုံးမှာဥကောင်းမပါပါဘူးဒါပေမဲ့တတောင်တတနေရဖို့အတွက် ိုတွင်းကိုဒူးတက်တယ်။ဦးကောင်းပါတဲ့သူက နေရာတကာဟိုလူမိကိုဒီလူမိကိုလိုက်လုံနေမယ်ဆိုရင်ပဇွန်လုံးကို အားနာဖို့ကောင်းတာပေါ့။ဘဝဆုပ်ယုပ်နေတဲ့လူငယ်တွေကိုအကဲခတ်ကြည့်လိုက်။ရှေ့မဆန့်နိုင်ပဲစိတ်ပြက်နေတဲ့သူတွေကများပါတယ်။အစိုးလောကဒဏ်ကနှိမ့်ဆက်ခံရလို့ဆိုပြီးလက်လျှော့အရှုံးပေးနေတဲ့သူတွေရှိတယ်။တခါရှုံးယုံနဲ့လုံးဝရှုံးသွားပြီလို့သတ်မှတ်လိုက်မယ်ဆိုရင်ဘဝတိုးတက်ဖို့အခွင့်အလမ်းဆိုတာ ပြောက်ွယ်သွားတာမှာပေါ့ အတောင်ပံမကက်တဲ့ပိုးဆုံးကျူးမှာအယောင်ထွက်ဖို့ခက်ပါတယ်။ရီမန်းချက်နဲ့စူးစမ်းမှုမရှိတဲ့လူငယ်မှလည်းတိုးတက်လာဖို့ခက်နေမှာပေါ့။လူငယ်တယောက်ရဲ့အနှစ်အမြုတေဆိုတာမျော်လင့်ချက်နဲ့အိမ်မက်ပါ။ဘဝမှာမော့ကြည့်ရတဲ့အိမ်မက်မျိုးတော့လူငယ်မှန်သမျှမတ်တင်ကြတာပေါ့။ထူးချော်ထက်မြက်တဲ့သူငယ်ဆိုတာကို့ဘဝကိုလည်းမြင့်တင်နိုင်တယ်လို့သူတစ်ပါးရဲ့ဘဝကိုလည်းမြင့်တင်ပေးနိုင်စွမ်းရှိတဲ့သူတွေဖြစ်တယ်။ စာနာစိတ်ရှိတဲ့လူငယ်ဆိုတာတကူကောင်းစံစိတ်နှဲပါတယ်သူတစ်ပါးရဲ့စိတ်ပင်ပန်းမှုတွေကိုလည်းမျှဝေခံစားပေးတယ်ကြတယ်အသားဖြူခြင်းမဖြူခြင်းရုပ်ရည်လှခြင်းမှလားခြင်းတွေက လူငယ်တယောက်ရဲ့တန်ဖိုးမဟုတ်ဘူးဘလောက်အစွမ်းအစရှိမရှိဘာတွေလုံနိုင်မလုံနိုင်ဒီလိုယာရီကမှ လူငယ်တယောက်ရဲ့တန်ဖိုးအစစ်အမှန်တွေပါပဲလူလိမ္မာဆိုတာ ူတပားရဲ့အမားကနေတင်ငန်းစာယူတတ်တဲ့သူပါလူမိုက်တွေကတော့ကိုယ်တိုင်မှားမှတင်ငန်းစာယူတတ်ကြတာပိုပြီးမိုက်မဲတဲ့သူတွေကတော့သူကိုယ်တိုင် မှားနေကြတော့မှားမှန်းမသိကြတဲ့သူတွေပါပဲမွေးရည်သားသူဟာခွင့်ထည့်ပေးပါတယ်ဗျာ